မြန်မာပါဝင်နိုင်ငံအများပြကိုပြည်ဝင်ခွင့်ပိတ်တဲ့ဥပဒေအမေရိကန်သမ္မတထံကဒီနေ့ပဲကြေညာပါတယ်။အမေရိကန်ကအနေနဲ့ရှိတဲ့ပြည်ပနိုင်ငံသားတွေရဲ့ကောက်ွယ်ဖို့နိုင်ငံအများပြကနိုင်ငံသားတွေလာရောက်ခွင့်ကိုပိတ်ပင်တားမြစ်တဲ့မိန့်ကိုသမ္မတထံကလက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။ဒီမိန့်မှာအာဖဂန်နစ္စတန်မြန်မာချက်ကွန်ဂိုအီကွေတိုရီယယ်ဂီနီအီထရီးယားဟေတီယူရဲလီဗျာဆမလီးယားဆူဒန်နဲ့ယမန်နိုင်ငံသားတွေလာရောက်မှုကိုအပြည့်အဝခံသက်ထားပါတယ်။ တခြားခုနှစ်နိုင်ငံ ဖြစ်တဲ့ဘူရွန်ဒီ၊ကျူဘာ၊လာအိုစီယာလီယိုတိုဂိုတမင်နစ္စတန်နဲ့ဗင်နီဇွဲလားနိုင်ငံသားတွေဝင်ရောက်မှုကိုတော့တစိတ်တပိုင်းကန့်သက်ထားပါလိမ့်။ပြည်ဝင်ခွင့်အလုံးစုံပိတ်ပစ်ခံရတဲ့နိုင်ငံတွေဟာစီစစ်တာနဲ့စစ်စစ်တဲ့လုပ်ငန်းစဉ်တွေမှာချုပ်နှိမ့်ချက်တွေရှိပြီးတော့အမေရိကန်အတွက်အလွန်အလျောက်အမြင်အကြောင်းဒါ့အပြင်ပြည်ဝင်ခွင့်အလုံးစုံပေးရတဲ့နိုင်ငံတွေကနိုင်ငံသားတွေဟာအမေရိကန်မှာတရားမှုဝင်နေထိုင်တာလည်းအရေးအများကြောင်းအဲ့ဒီလူတွေကိုလည်းပြန်ပို့မယ်လို့တမတ်ထောင်ကဆိုပါလိမ့်။ဒီမိတ်ဟာဆို6ရက်နေ့ အရှေ့ပိုင်းစံတော်ချိန်နနက်7နာရီ10မိနစ်မှာစတင်အသက်ဝင်မှာဖြစ်ပါလိမ့်အဲ့ဒီနေ့မတိုင်ခင်တော့ထုတ်ပေးထားတဲ့ပြည်ဝင်ခွင့်တွေကိုရုတ်သိမ်းမှာမဟုတ်ဘူးလို့သမတ်ထွန်းကဆိုပါလိမ့်ကမ္ဘာပလောင်နဲ့အိုလံပစ်ပြိုင်ပွဲဝင်အကြမ်းတမားတွေနီးပါးတွေနဲ့ဆွေးနွေးတွေကတော့ပြည်ဝင်ခွင့်ပိတ်ပင်တာကနေကဲလွတ်ခွင့်ရရှိမှာဖြစ်ပါလိမ့်ဥရောပမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေအမေရိကန်မှာလုံးဝဖြစ်မခံဘူးလို့သမတ်ထွန်းကဆိုပါလိမ့်လုံးကြုံပြီးယုံကြည်လို့မရတဲ့ဘယ်နိုင်ငံကမှမဆိုအမေရိကန်ကိုပွင့်လင်းမြေတာ တရားဝင်ရွှေပြောင်းနေထိုင်ခွင့်ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။ဇော်နဲ့ထွန်းတော်သူရဲ့ပထမချက်တန်းတော့ကလည်းမွတ်စလင်နိုင်ငံများပြပေါ်ခီးသွန်းလာခွင့်တွေပိတ်ပင်ကန့်သတ်မှုတွေလောက်ခဲ့ပါတယ်။လက်ရှိပိတ်ပင်တမင်မှုဟာသူရဲ့2024တမောမယ်ဆိုပေါ်မှာကတိကဝတ်တရက်လည်းဖြစ်ပါတယ်။ဒါပြင်သမ္မတထရန့်ကအမေရိကန်ဆိုရဖက်ဒရယ်ရမုံမများနဲ့မှာပြည်ပကိုပေးဖို့အကူအညီနဲ့တည်ငြိမ်လုပ်ငန်းအတွက်ဥပဒေရေးလွှတ်တော်မှတွေကအရင်တည်ပြထားပြီးဖြစ်တဲ့ ဒေါ်လာ6ဘီလျံကျော်ပြန်ရုပ်သိမ်းဖို့ကွန်ဂရက်ကိုတရားဝင်တောင်းဆိုလိုက်ပါတယ်။ Elon Musk ရဲ့ DOG ဌာနမှတင်ပြခဲ့တဲ့အသုံးစိတ် short chart မှုတွေကိုတရားဝင်ဖြစ်စေဖို့လှုံ့ဆော်လိုက်တယ်လို့ The New York Times ကဖော်ပြပါတယ်။ Enviro ရဲ့စီမံခန့်ခွဲမှုနဲ့ဘန်နာရေးဌာနတင်ပြတောင်းခံမှုမှာအထူးမိန့်တွေအနေနဲ့သမ္မတ Trump ဆောင်ရွက်ခဲ့တဲ့အစီအစဉ်22ခု DOG ကလှုံ့ဆော်ခဲ့တဲ့အစီအစဉ်22ခုကိုတောင်းရှိသူတွေကဖော်ပြပါတယ်။အဒီအစီအစဉ်တွေအရ short chart ခဲ့တဲ့ငွေတွေမှာပြပအကူအညီများမှဒေါ်လာ8.3ဘီလျံနဲ့ကျန်ရှိတဲ့ ဒေါ်လာ1.1ဘီလီယံမှာ NBR နဲ့ PBS တရင်ဌာနကိုရန်ပုံငွေထောက်ပံ့ပေးတဲ့ပြည်သူ့အတံလွင် Corporation ရဲ့ရန်ပုံငွေများမှဖြစ်ပါလိမ့်ကွန်ဂရက်ရဲ့ဗန်နာရေးဆိုင်ရာလောက်ပိုင်ခွင့်အာဏာကိုထရန့်ကပြင်းထန်စင်ခွန်နေသလိုဖက်ဒရယ်သုံးစည်းများအားအစိုးရလိုချတိုင်းထိန်းချုပ်လိုကြောင်းထုတ်ဖော်လာခြင်းမှာအခုဒေါ်လာ9ဘီလီယံကျော်ကိုရုပ်သိမ်းပြီးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။အခုတောင်းဆိုမှုမှာအစိုးရဘက်ကပုံမှန်နည်းလမ်းလိုက်ဆောင်ရွက်နေပြီးတော့ဖက်ဒရယ်ငွေကြေးတွေကိုပြန်ညွှန်ကြားဖို့သူတို့ဂျိုဘတ်ဟုကွန်ဂရက်ကသဘောတူဖို့တောင်းဆိုနေပါတယ်။ ဥပဒေပြုလွတ်တော်မှတ်နေနေတဲ့ဒီလိုတောင်းဆိုမှုကိုလွတ်တော်နှစ်ရက်လုံးမှာမဲများစုနဲ့တည်ပြုနိုင်ပါတယ်။ထိုင်ရထူးမင်းနဲ့တည်ပြုပြီးသားအတုံးစိရှော့ချမှုကိုကွန်ကရစ်ကဥပဒေဖြစ်ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ Republican ဥပဒေပြုလွတ်တော်မှတ်တွေကပြောပါတယ်။